အလုံးမင်္ဂလာပါကျွန်တော်ကတော့ဖုန်းရှင်ခန်းဖြစ်ပါတယ်ရွှေစန္ဒာမင်းရုပ်ရှင်ထုတ်လုပ်ရာနေစီစဉ်သူ မက်စန္ဒာဖုန်းဒါအစီအစဉ်သားပေါ့နော်ဆရာတာယာမင်းဝေရဲ့ဝိထုကောင်တပုတ်ဖြစ်တဲ့ဝိမုံတဆက်ရဲ့အထုပ်ပတိဇက်လန်တွေမှာကျွန်တော်ကလွင်ဦးဆိုတဲ့ဇက်ကောင်အနေနဲ့ပါဝင်ပြီးတော့တရုပ်ဆောင်လာပါတယ်ခင်ဗျဟုတ် အဲဒီကားလေးကိုပြန်ရိုက်တဲ့အချိန်မှာကျွန်တော်ပထမဦးဆုံးဇက်လန်တွဲပေါ်ကစား sign of left ဆိုတဲ့အချစ်တင်ကေတာကျွန်တော်ဝနဆိုတဲ့ဇက်ကောင်လို့ပြန်ပြီးတော့တတိယပါပေါ့ကျွန်တော်ကတကုံတက္ကသိုလ်မှာပဲကျွန်တော်တို့ကဒီဥပဒေနဲ့ကျွန်တော်တို့ကကြောင်းပြီးခဲ့ရတာဆိုတော့ရန်ကုန်တက္ကသိုလ်ကိုကျွန်တော်ရောက်တဲ့အချိန်မှာဒီငငယ်တုန်းကဒီပေါ့နော်ဟို1980အရှိပိုင်းလေးကဖြစ်ပျက်နေတဲ့ဒီပုံရိပ်လေးတွေကိုကျွန်တော်ပြန်ပြီးတော့မြင်အောင်ပြတ်တယ်ဒီဇက်ညွန့်ရဲ့ မူမူရင်းကကွန်ပျူတာစာစီစာရိုက်ထားတာမဟုတ်လက်ရည်လေးနဲ့ရေးတာအဲ့ဒီမှာမှဆရာကအခန်းဆက်တွေအားစဘယ်အဆင့်ကနေဘယ်လောက်ထိဆက်သွားမယ်ပြီးသွားတဲ့ခါကျရင်အတာတယောက်မှရှိတာတဲ့ ဒီပေါ့နော်စိတ်ပိုင်းဆိုင်ရာတွေရောအကုန်လုံးကိုဆရာကဒီဇက်ကောင်ဇက်ရိုက်ကိုပီတာအောင်လဲဆရာရေးပေးတာလေပြီးွားတဲ့ခါကျလို့ရှင်ကျွန်တော်တို့ပါဝင်ပြီးတော့တရုတ်ဆောင်တဲ့ဒီအတာ၄ယောက်လုံးပေါ့နော်ဘယ်သူနဲ့ပဲကျွန်တော်တို့စကားပြောပြောပြောရတဲ့စကားလုံးလေးတွေကကျွန်တော်တို့ပညာသားလေးတွေပါတယ်ဆရာကကြတော့ဒါဟိုစာပေဟောစာပေဟောပြောပွဲတွေလည်းအများကြီးနေလဲလုံနေတာဆိုတော့လေဟိုတချို့အပိုင်းလေးတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့တောင်တစ်ခါကဗဟုတုတလေးတွေရတဲ့အပိုင်းလေးတွေလည်းရှိတယ်ပေါ့ဒီကျွန်တော်တို့ကျွန်တော်ရဲ့ဒါရှင်မွေလာရဲ့ ဖုံးတီဗီကျော်ရဲ့ပြေကောင်းစုတန့်ရဲ့ပါဝင်ပြီးတော့တရုတ်ဆောင်သားတဲ့ဒါဝင်းမုံတစက်ရဲ့အထုပ်ပတိဇက်လန်တွဲလေးဟာမကြာမီ Fortune Channel မှာသာပြီးတော့มาဖြစ်ပါတယ်ဒီဇက်ကားလေးစတင်ထုတ်လွင့်ကြာတာနေတဲ့အချိန်ကနေစပြီးတော့ဇက်ကားပြီးတဲ့အချိန်ဒီကိုပြိသက်တွေအားလုံးစောင့်ကြည့်ပေးပါလို့ကျွန်တော်ဒီညနေဖိတ်ခေါ်ပါတယ်တပိုင်းချင်းစီမှာတပိုင်းချင်းစီမှာပြိသက်တွေအတွက်ကိုအမှတ်ရစေမဲ့အရာလေးတွေရှိတယ်ဘူးသူသားရစေမဲ့အပိုင်းလေးတွေရှိတယ်ငယ်ဘဝကိုလွမ်းဆွတ်ပြီးတော့ကိုယ့်ရဲ့ဘေးနားမှာရှိနေတဲ့ငယ်ချင်းတွေကို ဒီ upset ကားလေးကိုကြည့်ပြီးတဲ့အချိန်ကျရင်ဖုန်းဆက်ပြီးတော့ဟိုပြန်ပြီးတော့တငယ်ချင်းတွေပြန်ပြီးတော့ဒါပြန်ပြီးတော့စုယုံဖြစ်သွားမယ်ပြီးသွားတဲ့ခါကျလို့ရှိရင်အဓိကကတော့ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့လက်ရှိဒီဖြစ်ပြက်နေတဲ့ဒီပေါ့နော်ဒါလက်ရှိလူငယ်တွေကြားထဲမှာဖြစ်ပြက်နေတဲ့ဒီအကြောင်းအရာတွေတက်ကိုခွဲထွက်ပြီးတော့ဘယ်လိုမျိုးလေးတွေဖြစ်တည်နေလဲဆိုတဲ့ဟာလေးကို Fortune Channel မှာထုတ်လင်းပြသတဲ့ခါကျလို့ရှိရင်ဆက်ဆက်စောင့်မျှော်အားပေးပါဦးလို့ကျွန်တော်ဒီနေ့ကနေဒါဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် ရှင်လို့တဲ့စိတ်ကူနဲ့ဒုနီယောင်ရဲ့ချစ်ကပောင်ငယ်လေးတဲ့